အဲ့လိုမမကန်ကန်တွေးထက်လာပြီဆိုလို့ရှိရင်မမကန်ကန်မြင်လာပြီဆိုရင်မလုပ်ရမလဲလို့ဆိုရင်တမဝါစာတမကမ္မတတမအာဇီဝစကားပြောတာတွေဆင်ញင်လာလိန်ပြောနေရင်အညစ်အကြေးတွေတက်လာမှာပေါ့မှန်ပါပါဘုဒ္ဓံတရားတွေရှောက်ပြောနေရင်ဒီစိတ်ရဲ့အညစ်အကြေးတွေကပိုတိုးလာမှာပေါ့မှန်ပါပါဒါကြောင့်မို့လို့အဲ့ဒါတွေမဖြစ်အောင်နှုတ်ကိုထိမ့်လိုက်တယ်တမဝါစာ ကိုမှုကိုထဲလိုက်တယ်သမ္မာကမ္မန္တအသက်မွေးဖွားချောင်းကိုတန်ရှင်းအောင်လုပ်လိုက်တယ်သမ္မာအာစီဝဟောကိုချင်းတရားဘက်ကကောင်းသွားကိုချင်းတရားကောင်းတယ်ဆိုတာခုနလောဘကိုနှိမ်လိုက်တာဒေါသကိုနှိမ်လိုက်တာမောဟကိုနှိမ်လိုက်တာအဲ့ဒါလို့နှိမ်လိုက်ပြီးတဲ့အခါမာနဲ့နှိမ်ရမလဲလို့ဆိုလို့ရှိရင်သမ္မာဝါယာမနဲ့နှိမ်ရမယ်ဟောသမ္မာဝါယာမဆိုတာဘာပြောတာလဲဆိုမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ကြိုးစားတာ ဖြစ်ပြီးသားအကုသိုလ်တွေဖယ်ရှားဖို့ကြိုးစားတာမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်ကြိုးစားတာဖြစ်ပြီးသားကုသိုလ်တွေတိုးပေါ်အောင်ကြိုးစားတာအဲ့ဒီကြိုးစားမှု၄ရပ်ကိုတမ္မာဝါယမလို့ခေါ်တယ်မှန်ပါပါဘုရားအလုပ်ကြိုးစားတာကိုပြောတာမဟုတ်ဘူးနော်မှန်ပါပါအမှန်တရားတွေးဖို့ကအဲ့ဒီ၄ချက်နဲ့ကြိုးစားတာဆိုပါစို့ဒေါသခဏခဏထွက်တတ်လို့ရှိရင်ဒေါသမထွက်အောင်ကြိုးစားရမယ် ဒါတကူမတော်တဆဒေါသဖြစ်သွားလို့ရှင်လေဖယ်ရှားဖို့ကြိုးစားမေတ္တာမပွားဘူးဘူးဆိုရင်ပွားနိုင်အောင်ကြိုးစားပွားဘူးတယ်ဆိုရင်တို့ပွားလာအောင်ကြိုးစားဟောဒါကိုဆွလို့တာအဲ့တော့အမဝါယာမဆိုတာကြိုးစားအထုတ်မှုမှန်ကန်လာပြီဆိုတဲ့အခါမှာမလုပ်ဖို့လိုလဲဆိုလို့ရှိရင်အမြဲတမ်းကိုယ့်ကိုယ်ကိုယ်တတိနဲ့စောင့်ကြည့်ဖို့လိုအပ်လာတယ်မှန်ပါပါ အဲ့ဒါလို့မလုပ်ခဲနဲ့ကြိုးစားအထုတ်မှုကဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးမှန်ပါပါအဲ့ဒါကြောင့်မလို့တမ္မာတတိအဲ့ဒါလို့တတိထားပြီးတော့ကြိုးစားအထုတ်နေတဲ့အချိန်မှာအရေးကြီးဆုံးကစိတ်ကလေးငြိမ်ဖို့ကလည်းလိုအပ်တယ်ဟောစိတ်ငြိမ်အောင်ကြိုးစားတာတမ္မာတမာတိစိတ်ငြိမ်ပြီဆိုလို့ရှိရင်မဖြစ်လာတော့ဆိုမှန်ကန်တဲ့အတွေးတွေနဲ့မှန်မှန်ကန်ကန်မြင်မှုဆိုတဲ့တမ္မာဒိဋ္ဌိဟာပို့ပြီးတော့အရှိန်တွေတက်လာ အသိဉာဏ်တွေကပို့ပြီးတော့တက်ပြီးတော့ပို့ပြီးတော့ရှင်းရှင်းလင်းလင်းကြီးမြင်လာရှင်းရှင်းမြင်မြင်လင်းလင်းကြီးမြင်လာတဲ့အခါခုနကစိတ်ရဲ့အညစ်အကြေးတွေအားလုံးဖယ်ရှားပြစ်နိုင်တဲ့အနေအထားတစ်ခုရောက်သွားစိတ်ရဲ့အညစ်အကြေးတွေအားလုံးဖယ်ရှားလိုက်ပြီးဆိုရင်စိတ်ကလေးဟာလွတ်သွားအညစ်အကြေးတွေကလွတ်မြောက်သွားတာကိုပြောတာနော်မှန်ပါပါဘုရားစဉ်းစားကြည့်ခွန်ကြီးတို့ဝတ်ထားတဲ့အဝတ်တွေဟာကြီးစွဲနေဆိုတာ အဲ့ဒီကြီးဆွဲနေတာတွေဟာစပ်ပြကောင်းကောင်းနဲ့ရေကောင်းကောင်းနဲ့ကြိုးစားပြီးတော့လျှော်လိုက်မယ်ဆိုလို့ရှိရင်ကြီးတွေပြောင်းမသွားနိုင်ဘူးလားပြောင်းမသွားနိုင်ဘူးအဲ့ဒီသဘောပဲဘုန်းကြီးတို့ရဲ့စိတ်မှာအညစ်အကြေးတွေရှိနေတယ်အဲ့ဒီအညစ်အကြေးတွေကိုအခုလိုမှန်မှန်ကန်ကန်ဆင်ခြင်စဉ်းစားခြင်းကြိုးပမ်းအထောက်ခြင်းတတိထားခြင်းစိတ်တည်ငြိမ်အောင်ကြိုးစားခြင်းဖြင့်ဒါတွေကဆေးဆေးလျှော်ပြဖို့လိုအပ်တယ် အဲ့ဒါလို့လှုပ်လိုက်လို့ရှင်စိတ်လေးဟာဖြူစင်ဝင်းလက်သွားပြီးတော့ကိုထားတဲ့နေရာရောက်သွားတယ်။ဒါကိုပြောတာ freedom ဆိုတာလွတ်မြောက်သွားတယ်ပြောတာ။မှန်ပါပါဗျာ။အဲ့ဒါလို့လွတ်မြောက်သွားပြီးဆိုတဲ့ကလောဘကြောင့်စိတ်ညစ်ရတာမရှိတော့ဘူးဒေါသကြောင့်စိတ်ညစ်ရတာမရှိဘူး။ခုဘုန်းကြီးတို့တွေဘာနဲ့စိတ်ညစ်နေကြတာလောဘကြောင့်လည်းစိတ်ညစ်ရတာပဲဟုတ်ကဲ့လား။မှန်ပါပါဗျာ။ဒေါသကြောင့်လည်းစိတ်ညစ်ရတာပဲတွေ့တံမှုတွေကြောင့်လည်းစိတ်ညစ်ရတာပဲ။စိတ်ညစ်စရာတွေအများကြီးဖြစ်လာတယ် ။အော်စိတ်ကလေးမှာခုနကညစ်เสียညစ်เสียတတ်တဲ့အရာတွေတခုမှမရှိဘူးဆိုစိတ်လေးဟာဝိမု ക്തി လို့ခေါ်တယ်။လွတ်သွားတယ်။မှန်ပါဗျာ။အဲ့လိုလွတ်သွားလို့ရှိရင်ဒုက္ခဘယ်ချမ်းသာနဲ့မှမတူတဲ့ချမ်းသာဒုက္ခရရှိလာမယ်။